မင်္ဂလာပါရှင်ရေဝံခေတ္တချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်လဲကုမြို့နယ်ကျန်းဖုံရုံကိုမိုင်းခွဲတိုက်ခိုက်မှုပြူစောတိချိုအထိခိုက်ရှိနိုင်ရန်ကုန်တိုင်းလဲကုမြို့နယ်သာသနာ့ရိပ်တာရက်ကွက်မှာရှိတဲ့မြို့နယ်ကျန်းဖုံရုံကိုမိုင်းခွဲတိုက်ခိုက်ရမှာဆောင်းပြူစောတိအထိခိုက်မှုရှိနိုင်ပြီးရုံးဆောင်နေပျက်စီးမှုရှိခဲ့ကြောင်းရန်ကုန်အာမီတောင်ရှိသူကပြောတယ်ဒီဇင်ဘာ6ရက်နေ့ည9:35မိနစ်ချိန်လဲကုမြို့နယ်သာသနာ့ရိပ်တာရက်ကွက်ရှိကျန်းဖုံပါတီမြို့နယ်ရုံရှိအဆောက်စစ်သားနယ်ပြူစောတိကိုရန်ကုန်မြို့ပြပြောက်ကြားတပ်ဖွဲ့ဝင်တွေကပြင်းအမြင့်မိုင်းနှလုံးနဲ့ပေါက်ခွဲတိုက်ခိုက်ခဲ့ပါတယ် ချမ်းပုံမြွနဲ့ရုံပါမိုင်းနှလုံးစလုံးကွဲတဲ့မိုင်းကပြင်းပါတယ်။ထဲမှာပြင်းစောတိရှိတဲ့အချိန်တိုက်ခိုက်တာလူတိကိုင်မှုဆောင်းအထိကိုက်ပျက်စီးမှုရှိတယ်။ဒီမနက်တော့ကြာရုံပျက်စီးနေရတွေ့ရတယ်။လဲကုမြွနဲ့ချမ်းဖို့ပါတီရုံကနေကျွမ်းဖက်စစ်ကောင်းဆောင်မြောင်းလိုင်းကပြုလုပ်မဲ့ဖျားမွေရေခောက်ဘွယ်တဲ့ဥပပောင်းဆိုင်နေရာကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုပါတိုက်ခိုက်မှုကိုရှန်ကောအာမီနဲ့နောက်ပိုင်းခေဘကဖားဥပပောင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမြို့ပြပြောက်ကျမ်းတဖွင့်နေကောင်းမှုစွာပြန်လည်ဆောက်ကွာနိုင်ခဲ့ပါတယ်။ ကြဗန်စစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်တွေတရားမဝင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်ပြီးလောက်ကိုင်းနေကြသူတွေကိုဆက်လက်ပြီးပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရန်ကုန်အာမီတောက်ထံကနေသတိပေးထားပါတယ်။ဆက်လက်ပြီးဆလင်းမြို့မှာရေစကန်ကနေကိန်းပတ်ထွက်လာစစ်ကြောင်းတိုက်ခိုက်မှုစစ်သားနဲ့အသေးဆုံးမိခဲရဲ့ပြစ်စီချိုသိမ်းစီရရှိမကွေးတိုင်းဆလင်းမြို့နယ်ဆလင်းမြို့မှာရေစကန်မှာကိန်းပတ်ထွက်လာစစ်သားနဲ့ရဲတွေပေါင်းနဲ့စစ်ကြောင်းတိုက်ခိုက်ရာနှောင်းအသေးဆုံးမိခဲရဲ့ပြစ်စီချိုသိမ်းစီရရှိခဲ့ကြောင်းဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့တာဝန်ရှိသူကပြောတယ်။ ဒီစင်မာချညနေ2:36မိနစ်ချိန်ဆလင်းမြို့မှာရေစကန်ကနေကာဒစီဆိုင်ကယ်လေးစီးနဲ့ဆလင်းမြို့အထက်ရှိစိမ့်စော်ဂိတ်ကင်စကန်ကိုကင်ပတ်ထွက်လာစစ်သားရဲ20ဦးကံကိုပြည်သူ့ကားကွယ်တပ်ဖွဲ့တွေကဆလင်းမြို့မှာရေစကန်နဲ့စိမ့်စော်ဂိတ်ကြားမိရထားပိုင်းမှာဇာဖြတ်မိုင်းဆွဲပြီးအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်ရာ45မိနစ်ခန့်ကြာမြင့်ခဲ့ပါတယ်။မိုင်းနဲ့ထည့်ရနှစ်ယောက်ပွဲချင်းမိတဲ့တယောက်ကလက်မောင်းပြတ်တဲ့တဲတဲလေးပဲကျန်တော့တယ်။ပေါင်လဲဆုပ်ပြတ်သက်သွားတယ်လို့သတင်းရတယ်။နောက်တစ်ယောက်ကလည်းမျက်နှာတစ်ချန်ဆုပ်ပြတ်ပြီးတော့လက်ပင်ပေါက်ထွက်သွားတယ်လို့သိရပါတယ်။ထိုတိုက်ခိုက်မှုတွင်စစ်သား9ဦးသေဆုံးပြီး မြင်းတင်ရက်ကွက်နေရဲတပ်သားအောင်ကြီးကြီးနဲ့ဖောင်းလင်းတဲ့ထိန်မင်းခန့်တို့အပြင်းထန်ထိခိုက်တဲ့ရရှိကညနေ3:56မိနစ်မှာဆလင်းမြို့မှာရေစကန်ပြန်နေဆုတ်ခွာသွားကြောင်းတိုက်ပွဲအပြင်းထန်တဲ့ရရှိရဲနှုတ်ကိုဆလင်းမြို့စင်ကိုရေပေါ်တင်မှုကုသထားကြောင်းသိရတယ်။စစ်ခွေးနှစ်ကောင်ရဲခွေးနှစ်ကောင်စုစုပေါင်း၄ကောင်၄ကောင်စလုံးကဆလင်းပြည်သူစေုံမှာဆေးကုသမှုခံယူနေတယ်။ရဲခွေးတစ်ကောင်ကကြာထိခိုက်တဲ့ရတတော်ပြင်းပါတယ်သူ့အသက်မီပါမလားလို့စွန့်ရအနေထားရှိတယ်။တို့ပြေတိုက်ပွဲအတွင်းစစ်သားရဲတွေအုံပြရဲ G3 G ပေါင်းနှစ်ပေါင်းလက်ဖြစ်ပေါင်းနှလုံးကြီးတောင်း30ခန့်တင်စီရရှိခဲ့တယ် ။အဆိုပါတိုက်ခိုက်မှုကိုစလင်းမြွတ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်တွေကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးမုံမင်းမြွတ်နယ်မြေဆောင်ကျအကိုနှင့်ဆက်တိုက်စစ်တပ်ကလင်းရင်နဲ့ဘုံကျဲမှုကိုဝင်ဆောင်မျိုးသမီးအပါဆေရှောင်းပြည်သူစစ်တပ်အုပ်သေးဆုံး။ရှမ်းပြည်နယ်မြောက်ပိုင်းမုံမင်းမြွတ်နယ်မြေဆောင်ကျအကိုနှင့်ဆက်တိုက်စစ်တပ်ကလင်းရင်နဲ့ဘုံကျဲမှုကိုဝင်ဆောင်မျိုးသမီးအပါဆေရှောင်းပြည်သူစစ်တပ်အုပ်သေးဆုံးသားကြောင့်ဒေသပြည်သူနဲ့စစ်ပေးရှာကူညီတဲ့လူမှုကယ်ဆယ်ရေးဖွဲ့ဝင်တယောက်ကပြောတယ်ဒီဇင်ဘာ6ရက်နေ့9နာရီ5မိနစ်ဝန်းကျင်ချင်း စစ်တပ်ကမုံမိတ်မြို့နယ်မြေဆောင်ကြားရဲကိုလင်းနဲ့ဘုံကျန်ခဲ့ကြအောင်ဆိုမဘုံကျန်မှုကြောင့်စစ်ပွဲဆောင်ပြည်သူတွေကိုဝင်ဆောင်မျိုးသမီးတအုပ်ပါပြည်သူဆက်တဲ့ဘွဲချင်းမိတင်ဆောင်သွားပါတယ်မြေဆောင်ကြားရဆိုတာကစစ်ပွဲဆောင်နေခုံလုံးနေကြတာမိုးကုတ်ဘက်ကစစ်ပွဲဆောင်နေရောမုံမိတ်ကစစ်ပွဲဆောင်နေရောခနာခုံလုံးနေကြတဲ့နေရာအဲ့နေရာကိုလင်းနဲ့ဘုံကျန်ချထားတယ်ရင်းပြင်းရင်းနှီးမနဲ့ပိုင်မှာမုံမိတ်မြို့နယ်မြေဆောင်ကြားကိုလင်းလေးစီနဲ့တပြိုင်တည်းထဲထပ်မဲ့ဘုံကျဲထားတယ်လက်တလို့ထိခိုက်တည်ဆုံးမှုချင်းနေတော့မတိရသေးပါဘူး အခုမနေ့ကိုလင်းလေးစင်းတဲ့ဇတိုက်တစ်ချိန်နဲ့ဘုံတွေထက်ကျဲတယ်ထိခိုက်တော့မသိရဘူးလိုင်းခက်ခဲအခြေအနေဖြစ်နေလို့လို့ဒေသပြည်သူကပြောတယ်တီအန်အလေးကမုံမိမျိုးကိုစစ်တပ်ထံကိုပြန်လဲပေးရလိုက်တော့လေလက်ရှိချိန်ထိမုံမိမျိုးနဲ့တခုလုံးကိုစစ်တပ်ကစိုးမိုးမှုမရှိနိုင်သေးတဲ့ဖြစ်ကျေးရွာတွေကိုစစ်ကြောင်းလေးကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုံလုံဆောင်နေကြောင်းဒေသတော်လိုင်းသတင်းမြစ်ကပြောပါရယ်ဆလပင်ရေမြို့နယ်အာယူတောင်ကျမ်းမှာရှိတဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်အဖွဲ့ကို ရေဘလူတပ်ဖွဲ့ကဝင်ရောက်ပြစ်ခတ်မှုစစ်သားလေးဦးသိန်းစောင်းမွန်ပြည်နယ်ရင်းမြစ်နယ်အောင်ယူတောင်ကျေးရွာမှာရှိစစ်တပ်လာကန်ပြည်သူစစ်အဖွဲ့ကိုရေဘလူတပ်ဖွဲ့ကဝင်ရောက်ပြစ်ခတ်မှာပြစ်စားရီကောင်းဆောင်လေးဦးထိခိုက်ဒဏ်ရာကစစ်သားလေးဦးသိန်းစောင်းသားကြောင့်ရင်းဘလူဖွဲ့ကောင်းဆောင်ကပြောပါရယ်ဒီဇင်ဘာ9ရက်နေ့မနက်7:00နာရီဝင်းကျင်ချင်းရေဘလူဖွဲ့ကအာယူတောင်ကျေးရွာရုံးကိုတိုက်ခိုက်ခဲ့တယ်ကျွန်တော်တို့ဒီမနက်7:00နာရီခွဲဝင်းကျင်လောက်မှာအာယူတောင်ကျေးရွာရုံးနဲ့လင်းဦးရှိရနေရာကိုဝင်ရောက်တိုက်ခိုက်တာဒုတိယကြိမ်တိုက်ခိုက်ခဲ့တဲ့အခါမှာသူ့ဖွဲ့ကတပ်သားလေးဦးကြားတယ်လင်းဦးကတနက်တရံဒီမန်နဲ့လင်းဦးကိုဆင်းရုံပို့တယ်လင်းဦးတပ်သားလေးဦးကတော့ ဘန်ကာနဲ့ယုံနဲ့မှာပဲမတားပေါ်သွားပြီလို့ရေဘလူတက်ခွဲတဲမှုကပြောပါတယ်အကြမ်းဖက်စစ်တပ်လက်အောက်ခံပြည်သူ့စစ်ကောင်ဆောင်လင်းကနိုဝင်ဘာ23ရက်နေ့ကလည်းရေဘလူတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြူစောတိဖွဲ့ဝင်တန်ရရရှင်းမပြောက်သေးခဲ့ဒုတိယကြိမ်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။လင်းဦးသိမ်မသိကအတီကြမသိသေးဘူးပေါင်မထိထားရလို့ကြားရတယ်။သူတန်ရကတော့အသက်ကြီးမဆုံးရဘူးဆိုရင်တော့မှလှုပ်ရှားလို့တော့မနိုင်တော့ပထမထိထားတဲ့တန်ရတွေကအခုချိန်မပြောက်သေးဘူး။နောက်တစ်ကြိမ်ထပ်ထိရဲဆိုတော့သိဖို့တော့များပါတယ်။ ီကောင်တနက်တရံနဲ့မတင်အောင်မညပိုင်းကျွန်တော်တို့အကြောင်းစဉ်းစားရင်ကြောက်ပြီးသိမှလို့ရေဘလူတစ်ဖွဲ့တမ်းမှုကပြောတယ်ဆလဘီဂျိုးပင်ကောင်းတဲ့တလင်းမြွနယ်ရှိစာတင်ကျောင်းနယ်ကြားရီကိုစစ်တပ်ကလင်းနဲ့ပုံကျဲမှုတန်ကားတပားနဲ့ပြည်သူတအုပ်တင်ဆောင်ဘကိုရိုင်းဂျိုးပင်ကောင်းမြွနယ်နဲ့တလင်းမြွနယ်မှာရှိစာတင်ကျောင်းနယ်ကြားရီကိုကျန်းဖက်စစ်တပ်ကလင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်တန်ကားတပားနဲ့ပြည်သူတအုပ်တင်ဆောင်ကြောင်းဒေသပြည်သူတွေနဲ့တာဝရီခိုင်တိုင်းစစ်ဘက်ရဲတာဝန်ခံရဲဘော်တစ္စာကပြောတယ် ဒီဇင်ဘာ6နေ့မိုးလဲ3:30မိနစ်ခန့်မှာကျိုးပင်ကောင်းမြို့နယ်အေးရလီအောင်ချမ်းသာကျေးရွာစတင်ညာကိုဂျပန်စစ်တပ်ကစက်တလီ3စီနဲ့ဘုံကုံလိုကျဲချတိုက်ခိုက်ခဲ့တယ်။အကြပတ်စစ်တဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကျေးရွာနေပြည်သူ45နေရွယ်ကိုလင်းပွဲချင်းမိသိမ်းဆုံးပြီးကျောင်းပိုင်ချင်ဖြစ်တာကြောင့်ကလင်းငယ်ထိခိုက်မှုမရှိကြောင်းသိရတယ်။တဲခုံမြို့ကနေတက်လာတဲ့စက်တလေးဒီသုံးစီကအေးရလီအောင်ချမ်းသာကျောင်းစာတင်ကြောင်းဘူကုံလုံးကျင်းချတိုက်ခိုက်တယ်။ကိုလင်းဆိုတဲ့ကျောင်းအနီးပြည်သူတောင်တင်ဆောင်တဲ့ခေါင်းကိုဘုံစတိမန်မီနီယာနဲ့ပွဲချင်းပြီးတင်ဆောင်တာပါ။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ကျဲချတိုက်ခိုက်သွားလို့တာဝရိခိုင်တိုင်းဖက်စီရေးရာတာဝန်ခံရဲဘော်တင်စားကပြောတယ်။လာတူဒီဇင်ဘာလ၄ရက်နေ့ကလည်းနက်တလင်းမြို့နယ်ငုတ်တူရွာနဲ့ကန်ဆူရွာတို့ကိုဂျက်ဖက်စစ်တပ်ကဆက်တက်လေဒီနဲ့ဘုံးဆယ်လုံးကြောကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူတွေကပြောပါရယ်။အဂျက်ဖက်စစ်တပ်ဘုံးဆယ်တိုက်ခိုက်မှုတွင်ကန်ဆူရွာမှာတန်ကားတော်တစ်ပါးပြန်လုံတော်မူပြီးပြည်သူတို့ထိခိုက်ဒဏ်ရာရှိခဲ့တယ်။စစ်ကွင်းတွေကတိုက်ပွဲဖြစ်ပွားမှရှိပဲငုတ်တူရွာနဲ့ကန်ဆူရွာကိုဆက်တက်လေဒီနဲ့ဘုံးကျဲတိုက်ခိုက်သွားနေကြောင်းတိုက်ခိုက်မှုတွင်မှာကန်ဆူရွာကတန်ကားတော်တစ်ပါးပုံစံအထိမမီပြန်လုံတော်မူသွားတယ်လို့သိရပါရယ်။ နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်